အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်ဒုက္ခပါကျွန်တော်မိတ်ဆွေများမျက်နာအကြည့်တက်ရခြင်းလားကိုမျက်နာကိုမျက်နာနဲ့ခုနှစ်ရက်သားမိချစ်ခင်တဲ့နော်မိလေးကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ကျွန်တော်မျက်နာပွေလန်လူချစ်လူခင်များဖို့လည်းအရင်ကြည့်ပါရခင်ဗျာကျွန်တော်ဆိုရင်ငငယ်တော့ဆိုဘယ်နေရာပဲတော့တော့ဒါကျွန်တော်ကြည်လို့မရတဲ့သူတွေအမြင်ကတ်တဲ့သူတွေအရန်များတယ်လိုလိုနေနဲ့ကျွန်တော်ကြည်လို့မရအောင်အဲ့လိုမျိုးနေ့ကကြည်လို့မရအောင်ဘာဖြစ်ဖြစ်နေမှမသိဘူးအဲ့လိုမျိုးတွေဒါပြောတဲ့သူတွေတောင်ရှိတာပေါ့နော် ဒါကြောင့်ကြုံမိတ်ဆွေတွေအမျိုးသူများတွေအမြင်ကန့်နေတဲ့ကြည့်လို့မရဘူးလူမုံများနေတဲ့ဆိုရင်ကျွန်တော်ဆိုရင်ဒီနီးကိုသုံးပြီးတော့မျက်နာရမ်းပွေတယ်မျက်နာမြင်တာနဲ့ခုနှစ်သားပြီးချစ်လာခဲ့တယ်ဒီလိုမျိုးအကြည့်တဲ့ရချင်တယ်လားနောက်တာပါနော်ဒါကျွန်တော်ကိုကျွန်တော်မြောက်တယ်လို့ဖြစ်နေပြီကျွန်တော်တတ်တတ်နောက်တာပါစားတာပါခင်ဗျာမျက်နာပွေလန်းလူချစ်လူခင်များပြီးမျက်နာအကြည့်တဲ့ရစေမနီးလေးကိုကျွန်တော်တင်ပေးမှာဖြစ်ပါတယ်အရန်လဲလို့ကြပါတယ်မိတ်ဆွေတို့ငွေလဲမကုန်ဘူး เนาะအရန်လဲလွယ်ကူတယ်မိတ်ဆွေတွေအချိန်လေးပဲနည်းနည်းပဲပြေးဆက်ရမှာဖြစ်ပါတယ်လှုပ်ရမှာကလည်းအရန်လွယ်ကူပါတယ်ခင်ဗျာမိုးတင်းတာနဲ့ဒါမိတ်ဆွေတို့မျက်နှာတိတ်ရမယ်လေမျက်နှာမတိတ်ခင်မှာဒီကာလာလေးကို30နဲ့9ခေါင်းတိတိမှန်းပါနေ့တိုင်းမပြတ်မှန်းပါတလားတိတိမှန်းပါထူးခြားလာခဲ့မယ်မျက်နှာတွေအကြည်ဓာတ်ရလာမယ်လူချစ်လူခင်များလာမယ်ပြောဆိုများအောင်မြင်လာမယ်ဖုန်းတကူတွေကြီးမားလာမှာဖြစ်ပါတယ်ယုံကြည်ဖို့အရန်ရည်ကြီးပါနဲ့ခင်ဗျာ ယုံကြည်ဖို့ယုံကြည်ဖို့ရရင်ကြည့်တဲ့ရရင်ကြည့်တဲ့ဘာကြောက်ကြောင်ခဏခဏပြောနေရတာလဲဆိုတော့လောကီပညာကယုံကြည်မှအောင်မြင်တယ်မြင်တာအောင်ပြောရမယ်ဆိုရင်မိတ်ဆွေတို့လူတစ်ယောက်မှငွေသွက်ချီမယ်ငားမယ်သူ့လေးစားမှုလည်းမရှိဘူးယုံကြည်မှုလည်းမရှိဘူးမိတ်ဆွေတို့ကအထက်စီကဆက်ဆံမယ်ဆိုရင်ဒီလူကမိတ်ဆွေကိုငွေပေးချီးခြင်းမလားငွေပေးခြင်းမလားမိတ်ဆွေကိုကူညီခြင်းမလားဒီတဘောပဲเนาะကျွန်တော်ဂါနာတွေမန္တန်တွေမှာတင့်တော်ရအဆောက်အအုံတွေဆိုတာရှိတယ် မိတ်ဆွေတို့ကယုံကြည်မှုလည်းမရှိဘူးလေးစားမှုလည်းမရှိဘူးပြီးဆိုတော့တလုံးမစိုးမိတ်ဆွေတို့သူလုံးဝမကူညီဘူးကူညီရှင်စိတ်လည်းမရှိဘူးဒါကတဘာဝနီးကြကြတိတ်ပံနီးကြကြကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်ဒါကြောင့်လောကီပညာက အရန်နှစ်နေပါတယ်ယုံကြည်မှပဲအောင်မြင်တယ်ဒီကာလာတွေမန္တန်တွေမှာအဆောက်အအုံတွေဆိုတာရှိတယ်မိတ်ဆွေတို့ကမယုံမကြည်နဲ့မလေးမစားတလုံးမစိုးရင်ဒီအဆောက်အအုံတွေမိတ်ဆွေကိုကူညီမှာမဟုတ်ဘူးဒါကြောင့်မိတ်ဆွေကမအောင်မြင်ဘူးအဆင်မပြေဘူးအလဲကားပါကွာဆိုပြီးတော့ဒီအတုံးတုံးကိုတုံလိုက်ကြတာများတယ်ဒါကြောင့်မို့ကျွန်တော်ခက်ခါလေးလေးရှင်းပြနေရတာဖြစ်ပါတယ် ကယ်ပီစီနေပြီးလိုရင်းကိုသွားမယ်။မိတ်ဆွေတို့ကမိုးလင်းတာနဲ့မျက်နှာစသိတော့မယ်။ဒီမျက်နှာသိတဲ့ချိန်မှာရေဖလားကိုမိတ်ဆွေတို့ကဒီကာတာကို30နဲ့9ခေါက်မှန်းရမှာဖြစ်ပါတယ်။အရန်လုပ်ကြည့်ပါရစေ။ကဲကျွန်တော်မှန်းပြမယ်နော်။ဖလားလေးကိုကင်နာမယ်။မျက်လုံးလေးကိုမှိတ်ပြီးတော့အောင်နမောဗုဒ္ဓနုပါဝေနတိရိတေသာအန်တောဘဝင်တုသွာဟဒီကာတာကို30နဲ့9ခေါက်တိတိယူမှန်းပါ။ယူမှန်းပြီးတော့ရလာတဲ့ရေမှန်းကိုမျက်နှာသိပါ။ တလတီတီတင်ပါမိစေတို့ထူးထူးခြားခြားမျက်နှာတွေပွင့်လန့်မယ်လွတ်ချလွတ်ခင်များမယ်ပြောဆိုများအောင်မြင်မယ်ဖုန်းတကူတွေကြီးမားလာမှာဖြစ်ပါတယ်မျက်နှာတွေကလည်းကျွန်တော်တို့အခြေထက်တွေရလာမှာဖြစ်ပါတယ်ဒါကြောင့်မို့မိစေတို့ကယုံကြည်နေ ွတ်ပါယုံကြည်နဲ့လှုပ်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။မိတ်ဆွေတို့ငွေလက်တပြားမှမကုန်ဘူး။အချိန်လေးနဲ့နည်းနည်းပဲပေးဆက်ရတယ်။ဂါးသားကလည်းမိတ်ဆွေတို့အယုတ်ရောက်ဝိုင်းအရန်မြန်နဲ့မကြောက်ပေါ့နော်။အများဆုံး3မိနစ်လောက်ပဲကြာမယ်။တော့မိတ်ဆွေတွေနှိမ့်အဆကားတွေနှိမ့်ဆုံးကောင်းတော့နှိမ့်ကောင်းတော့တိတ်ကောင်းတော့ငွေချင်းနဲ့ပြေဆုံးပြီးကျော်စွင်တော့မိတ္တဆွေတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ကြောက်မိတ်ဆွေတွေ နော်လူချစ်လူခင်များရအောင်နော်แชร์ချင်းဝေမျခြင်းဖြင့်ကုတို့ယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်မိတ်ဆွေတို့แชร์ချင်းဝေမျခြင်းဖြင့်ကုတို့ယူလိုက်ခြင်းအပြင်တစ်ဖက်ကလည်းအကြည့်တဲ့တွေရသွားမယ်ဆိုရင်မိတ်ဆွေကတူတော့ကြိုးပေးမှာဖြစ်ပါတယ်ကျွန်တော်သက်တူကုတို့ရမှာဖြစ်ပါတယ်ဒါကြောင့်ကြောက်မိတ်ဆွေတွေแชร์ချင်းဝေမျခြင်းဖြင့်ကုတို့ယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာသုံးမဲမင်္ဂလာပါကျွန်တော်မောင်တုခပါကြောက်မိတ်ဆွေများကိုဒီနေ့မှအစာလုံးလေးတစ်ခုတင်ပေးမှာဖြစ်ပါတယ်လူချစ်နဲ့ချစ်မျက်နှာအကြည့်တဲ့ရစီတဲ့အစာလုံးဒီပါ ဒီအဆောင်လုံးကြီးကအရန်ထီရောက်ပါတယ်မိတ်ဆွေရဲ့ချစ်သူမိတ်ဆွေရဲ့အိမ်အောင်ဘက်ကြောင့်မိတ်ဆွေကစိတ်ညစ်နေရတယ်ပြီးတော့ဆရာတွေကလည်းအရန်စုံနေပြီဘာမှလည်းထူးခြားမှုရှိဘူးငွေကလည်းတောက်တောက်လေးကုန်တယ်ဒီကြားထဲဆရာတွေအတူရောင်တွေတွေ့ပြီးတော့ကို့မှာအခက်ခဲကြက်တဲ့ကြားကနေငွေတွေပေးလိုက်ရတယ်အကျွေးတွေတင်နေတယ်အချစ်အိမ်အောင်ကြီးကြောင့်အရန်တော့ကများတယ်တူတွေရှိတယ်ဆိုရင်ကိုကိုတိုင်းလှုပ်လို့ရတဲ့ဒီဒီကျွန်တော်တင်ပေးမှာဖြစ်ပါတယ်တစ်ခါကြရင် lucky ပညာက ဆရာတွေဘလောက်ပဲကိုညီကိုညီအဆင်မပြေတဲ့ຢာတွေရှိတယ်ဘလောက်ပဲနော်စေနာထာတာအဆင်မပြေရာတွေအများကြီးရှိတယ်ကိုလှုပ်လိုက်တဲ့ခါကြမှာအဆင်ပြေသွားတာလည်းရှိတယ်ဒါကြောင့်မိတ်ဆွေတို့ကိုယ်တိုင်နော်လှုပ်လို့ရတဲ့ဒီလေးကိုကျွန်တော်အလွယ်ကူဆုံးနဲ့အယိုးစင်းဆုံးဒီမိမဖြစ်ပါတယ်ဒီအစီအရင်ကြီးကလူချင်းနှစ်ချင်းမျက်နှာအကြည့်တိုင်းရစေတော့အဆောင်လုံးဒီဖြစ်ပါတယ်ဖျောင်းနိုင်တဲ့ပတ်တုံလို့လည်းရပါတယ်ကိုရဲ့ချစ်သူကိုရဲ့အိမ်တော်ဘက်ကကိုနဲ့အမြန်ဆုံးအဆင်ပြေအောင် ကိုစီကိုအများဆုံးရောက်လာအောင်ဖျောင်းနိုင်ကိုပတ်ပြီးတော့လဲပူဆောင်လို့ရတယ်လို့အိတ်ကတ်ထဲမှာလဲဆောင်လို့ရပါတယ်ကဲပြောတာကြားတယ်ဒါကျွန်တော်တို့တူတူလက်လုပ်ကြည့်ကြမယ်ခင်ဗျာဗီဒီယိုလေးမစတင်ပြီမှာကြောက်ရဲ့အကောင့်လေးကိုတစ်ချက်လောက်လေးဒါ follower လေးလောက် share ချင်းဝေမျှချင်းဖြင့်ဒါကုလိုယူလိုက်ပါမိတ်ဆွေတို့လိုမျိုးပဲငွေကြေးအရန်ကုန်နေတယ်လေငန်တိတယ်ညာကန်တိတယ်အတူရောင်တွေချောင်းမှာစိတ်ညစ်နေတော့ကများနေတူတွေမြင်တွေ့သွားတယ်ဆိုရင်သူတို့လည်းလှုပ်လိုက်လို့အဆင်ပြေသွားမယ်ဆိုရင်သူတို့ကြိုးပြီးမှဖြစ်ပါတယ်မိတ်ဆွေလည်းထက်သူ ဒါသူတို့လိုမျိုးအဆင်ပြေတော့မှာဖြစ်တယ်ကျော်လဲကုသိုလ်ရမှာဖြစ်ပါတယ်ကဲကျွန်တူလိုက်ကြအောင်မယ်ခင်ဗျာလိုအပ်တဲ့ပစ္စည်းကခဲတံတချောင်းလိုမယ်ဘလာစာရွက်လိုမယ်ခဲတံမရှိဘူးဆိုရင်ဘောပင်နဲ့မရဘူးလားမေးရပါတယ်ဒါမဲ့ခဲတံကပိုကောင်းပါတယ်ခဲတံကကိုနဝင်ဂျီနေလို့ပါဘလာစာရွက်ကလည်းရပါတယ်ဒါမဲ့ကောင်းတာကစာရွက်အဖြူတွေပေါ့နော်ဒါတော့ပလင်တာမှာဟိုဓာတ်ပုံတွေပါထုတ်တဲ့စာရွက်အဖြူပေါ့နော် မိတူတွေထုတ်တဲ့ဆောက်ရက်ဖြူရရင်ပိုကောင်းတယ်ပြန်အောင်ပေါ့နော်အဆင်မပြေဘူးဆိုရင်လည်းဒါဒီလိုဗလာစာရွက်နဲ့လည်းရပါတယ်နောက်တစ်ချက်ရေးကြည့်တာကမိတ်ဆွေတို့ဒီစမရေးဆွဲတဲ့နေရာမှာမိတ်ဆွေတို့ကမနက်အစောကြီးကိုထားရေမိုးချိုတန့်စင်ကိုလန့်တန့်စင်ပေါ့နော်ပြီးတော့ရင်စီမီတွေပူဇော်ကိုယ့်ရဲ့အိမ်ကအခန်းကဖျောင်းမှာကြကြနာနာလေးဒါပန်းတွေကတ်လူမယ်နော်တေချာလေးငါးပါးတီလာခံယူမယ်ဖျားတွေစစ်ခိုးပြီးတာနဲ့ ဖះကြားဆောင်ရှိမှခုံလေးကိုကြကြကြာနာနာလေးပေါ့နော်အာရေးဆွဲရမှာဖြစ်ပါတယ်ခုံမရှိဘူးဆိုရင်မိစေအဆင်ပြေရပုံမှာရေးဆွဲရတယ်အတိကအမြင့်မြတ်တဲ့နေရာပြမှာဖြစ်နေရမယ်အိနာတို့ဟုတ်လားအိတ်ခန်းတို့အဲ့လိုနေရာမှာအဆင်မပြေဘူးအိတ်ခန်းကရရသေးတယ်အိနာတို့မိဖို့ကြောင်းတို့အဲ့လိုနေရာမှာအဆင်မပြေဘူးကောင်းတဲ့နေရာမြင့်မြတ်တဲ့နေရာမှာရေးဆွဲရမှာဖြစ်ပါတယ်ကဲဘလို့ရေးဆွဲမယ်ဆိုတာကိုဒါကျော်တူတူလက်ကြည့်ကြမယ်ခင်ဗျာစမကိုစဆွဲတော့မယ်ဆိုရင်အလေကမအခရာကိုအရင်ဆုံးရေးရပါမယ် မရေးတဲ့နေရာမှာသတိထားရမှာကဂါရာလေးတွေကျွတ်ရမှာဖြစ်ပါတယ်ဒီစမရေးဆွဲတဲ့နေရာမှာအလေကမအခရာကိုအရင်ဆုံးရေးရမှာဖြစ်ပါတယ်မစရေးတာနဲ့ကျွတ်ရမဲ့ဂါရာကနမောတတဘဂဝတောအရဟတောတမန်တံဘုတတနောက်တစ်လုံးထပ်ရေးမယ်ဆိုရင်လေနမောတတဘဂဝတောအရဟတောတမန်တံဘုတတအဆုံးတစ်လုံးထပ်ရေးမယ်ဆိုရင်လေနမောတတဘဂဝတောအရဟတောတမန်တံဘုတတဝါခရာကိုရေးရင် ဝရဗုဒ္ဓဝရတံမော ဝရတံကော ဆိုပြီးတော့အဆုံးတရမှာဖြစ်ပါတယ်ဂါကြီးရေးချောက်ရေးရင်တုကတော်ရပလက်ကိုရေးရင်တုကတော်ပီယဝါယေပီယေမမနဝမကာယပီယဝါယေပီယေမမနဝမကာယတေတော့လူချစ်နှက်ချစ်เนาะအကြည်တက်ရစေတဲ့စမကိုရေးဆွဲလို့ပြီးသွားပြီဆိုရင် အားလုံးကိုမိတ်ဆွေရဲ့လက်ဖွာပေါ်မှာတင်လိုက်ပါမိတ်ဆွေရဲ့နှုတ်နဲ့ကတ်လိုက်ပေါ့နော်ကတ်ပြီးတော့နဲ့မေတ္တာတုပ်ကို20နဲ့9ခေါက်တိရှုပ်ပြီးတော့တိတ်ဟိတ်တင်ရမှာဖြစ်ပါတယ်မေတ္တာတုပ်ကိုတော့ကျွန်တော်ဒီမှာမွေမြတော့ဘူးအားလုံးလည်းတည်ကြမယ်လို့ထင်ပါတယ်အလွတ်မရတဲ့သူတွေနေနဲ့စာအုပ်ကိုကြည့်ဒါမှမဟုတ်ဖုန်းထဲမှာဒေါင်းတာဖုန်းထဲကနေကြည့်ပြီးတော့ရှုပ်ဖတ်လို့ရပါတယ်၂၀နဲ့9ခေါက်ရွတ်ဖက်ခြင်းအပြင်မိတ်ဆွေတို့ရဲ့အခုစမကတိတ်ထိမြောက်တော့မှာဖြစ်ပါတယ် ဒီတိုင်းရေးပြီးတော့ဒီတိုင်းတုံးမယ်ဆိုရင်ဘာစွမ်းတတိမှရှိမှာမဟုတ်ဘူးကျွန်တော်ပြောတဲ့အတိုင်းလိုက်နာပြီးတော့တေချာလောက်ပါခင်ဗျမိတ်ဆွေတို့ဆောင်းတဲ့ဟာဆောင်းပဲကြောင်းနိုင်တဲ့ဟာမိတ်ဆွေတို့ကဖြစ်ပါဒီအစီရင်အဆောင်ဆမလောက်ကြီးကိုအများကြီးလှုပ်ထားပြီးတော့ဒါဖျောင်းနိုင်ပတ်သွင်းရေးရပါတယ်အများကြီးဆိုတာကနော်ဟိုကိုးတိုင်လောက်ဆိုရောတော်ပါပြီအဆောင်ကတစ်ခုပေါ့နော်အားလုံး10ခုလောက်လှုပ်ထားပြီးမှတစ်ခါတည်းတတိတင်လို့ရပါတယ်မိတ်ဆွေတို့ခုပြင်တစ်ခုတတိတင်နေဆိုရင်အရန်ပြင်မှန်းမှာဆိုလို့တပြိုင်တည်းဒါ10ခုလောက်လှုပ်လိုက် လောက်လိုက်ပြီးတော့ကိုးခုကိုကဖျောင်းနိုင်မှာပတ်ပတ်ပြီးတော့မီးပူစော်မှာဖြစ်ပါတယ်ဒီပူစော်တဲ့အချိန်မှာကိုဖြစ်ကျင်တဲ့ဆန္ဒလေးကိုရုံကြည်လေးလေးနဲ့လေးစူတောင်းမှာခမောင်းတခုကတော့အဆောင်ဖြင့်ဆောင်းထားမှာဖြစ်ပါတယ်ဒေချာပေါ့မိတ်ဆွေတို့အချင်းအိမ်တော်ကြီးတွေအဆင်ပြေသွားမှာဖြစ်ပါတယ်ရုံကြည်ဖို့ပဲအရေးကြီးတယ်ကျွန်တော်ပြောတဲ့အချက်လေးကိုဒေချာလေးလိုက်နာပါခမောင်းဒေချာပေါ့မိတ်ဆွေတို့အချင်းအိမ်တော်ကြီးတွေအဆင်ပြေသွားမှာဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်တင်လိုက်တယ်နော်အာပညာရက်ကိုတချို့ဆရာကြီးတွေ့ရင်ဒါကြိုက်မှာမဟုတ်ဘူး ဒါပဲဘလို့ပဲဖြစ်ဖြစ်အကျော်မိတ်ဆွေတွေအဆင်ပြေဖို့ရည်ကြီးတယ်။ကျော်မိတ်ဆွေတွေငွေကြေးကုန်ကြဖို့တတ်တာဖို့ရန်ရည်ကြီးပါတယ်ခင်ဗျာ။ဒါကြောင့်မို့ကျော်မိတ်ဆွေတွေကျွန်တော်ရဲ့စေတနာကိုနားလဲတယ်ဆိုရင်ချက်လောက်လေးဝေမျှခြင်း၊ရှယ်ခြင်းပြီးဒါကုလို့ယူလိုက်ပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်။ကျော်မိတ်ဆွေတွေနှစ်အစားကနှစ်စုံကောင်းလို့နှမိတ်ကောင်းလို့သိကောင်းလို့ငွေကြေးနဲ့ပြည်စုံပြီးပျော်စင်တော့မိတောင်စွာတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။အချစ်ကြီးအိမ်တော်ကြီးတွေလည်းအဆင်ပြေကြပါစေခင်ဗျာ။နောက်ပြီးတော့မှနော်လက်ခေါ်တဲ့အစီရင်လုပ်ပြီးရဲ့ကိုလုံးအစီရင်လုပ်ပြီးရဲ့ เนาะတင်ပေးมาဖြစ်ပါတယ်။ကဲဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာ။